အမျိုးသားတယောက်ဟာအဝေးမှနေတဲ့သူ့အမေနဲ့တွေ့တဲ့အခါလက်ဆောင်ပေးဖို့အတွက်ပန်းဆိုင်တစ်ဆိုင်ရှိမှကားကိုရက်လိုက်တယ်။ကားဘကနေဆင်းပြီးပန်းဆိုင်နဲ့ဝင်မဲ့အလုပ်မှာကလေးမလေးတယောက်ဟာပန်းဆိုင်ဘေးမှာငိုနေတာကိုတွေ့လိုက်ရတယ်။အဲ့ဒီအမျိုးသားကဘာလို့ငိုနေကြလဲလို့ကလေးမလေးကိုမေးကြည့်လိုက်တော့ကလေးမလေးကသူ့အမေအတွက်နှင်းစီပန်းလေးဝယ်ပေးခြင်းပဲ။သူ့မှာပတ်စံမလောက်တဲ့အတွက်ကြောင့်လို့ကလေးမလေးကပြန်ပြောတယ်။ ဒါကိုသိရှိသွားတဲ့မျိုးသားကဒရေမာလေးရဲ့အမေအတွက်နှင်းစီပန်းကိုသူ့ဝယ်ပေးမယ်လို့ဆိုပြီးပန်းဆိုင်ထဲကိုခေါ်သွားတယ်။ပြီးတော့မျိုးသားရဲ့အမေအတွက်လည်းလက်လုပ်ပန်းကလေးတွေဝယ်ပြီးဆိုင်ထဲကနေနှစ်ယောက်သားပြန်ထွက်လာကြတယ်။ပြီးတော့ကလေးမာလေးကိုသူ့အိမ်ကိုလိုက်ဖို့ပေးရမလားလို့မေးတော့ကလေးမာလေးကသူ့အမေစီကိုလိုက်ဖို့ပေးပါလို့တောင်းဆိုလိုက်တယ်။ဒါနဲ့ပဲအမျိုးသားဟာကလေးမာလေးလမ်းညွှန်ပေးတဲ့အတိုင်းသူ့အမေရှိရာစီကိုကားမောင်းခဲ့တယ်။ဖြစ်ချင်တော့ကလေးမာလေးလမ်းညွှန်ပေးတဲ့နေရာကတင်ညာတစ်ခုဖြစ်နေတယ်။ ခရီးမလေးရဲ့နှင်းစီပန်းဟာမကြခင်ကမှစုံသွားရတဲ့သူ့အမိအတွက်ဖြစ်နေတယ်ဆိုတာသူသိသွားတယ်။နောက်တော့အမျိုးသားဟာပန်းဆိုင်ကိုပြန်သွားပြီးလက်ရှိဝယ်လာတဲ့လက်လုပ်ပန်းကလေးတွေကိုတကယ်လက်ဆက်တဲ့ပန်းပွင့်နေနဲ့ပြုလုပ်ထားတဲ့လှပတဲ့ပန်းစည်းကြီးနဲ့ပြန်လဲခဲ့ပြီးသူ့အမိရှိရာကိုကားနဲ့မောင်းနေခဲ့တယ်။ဘဝဆိုတာတူတောင်းလှပါတယ်။ဒီတူတောင်းလှတဲ့ဘဝကလေးမှာမိမိကိုချစ်တဲ့သူတွေအတွက်အချိန်မနှောင်းခင်ပြန်လဲကြိုးစားပြီးအချိန်ပေးပါလောကကြီးမှာ ကိုယ့်ရဲ့မိသားစုတဲ့ဘယ်အရာကမှအရေးမကြီးပါဘူး